ဂျိုင်းဘရာတယောက်ဂျိုရူးကနေတဆင့်မကောင်းစွာစကန်ကိုစစ်ကြည့်တဲ့အခါမှာအရေးတွက်ကတယောက်ကိုအကောင်60လောက်ချမှာ OK မဲ့ပုံဖြစ်နေခဲ့ပါလေမကောင်းစွာတွေအားလုံးပေါင်းရင်အကောင်600ကျော်လောက်ရှိနေပြီကင်းချိန်အများကြီးလို့ငကားဆင်းရှိတဲ့ကောင်တွေပါလာရင်ဘယ်လိုလုပ်ရမှန်းတော့မသိတော့လို့ညီးနေခဲ့ရပါလေနေကာကငါအဲ့တော့ရိုးမကောင်းစွာလေးကိုပဲချလိုက်တော့ဘာမှမသိဘူးကွာမင်းတို့ချတော့အဆင်ပြေကြလားလို့မေးလိုက်ပါလေဘူလီဘူလီကငါတော်မမနေ့တိုက်ခိုက်ခဲ့ရတာလို့ပြောလိုက်ပြီးဇုံမီပန်းက ဒရိုင်းနိုက်ကတကယ်ကြီးခံလိုက်ရတာလားလို့ချိုင်းဘရာကိုမေးတဲ့အခါမသိဘူးလေမျိုးတဲကိုဖင်ရားပြီးတော့ဝင်သွားတာပြန်အောင်ပေါ်မလာတော့လို့ပြောပြလိုက်ပါလေနေကာကဒရိုင်းနိုက်ကစိတ်ယုံမဟုတ်ဘူးလားကွာတနေရာမှာဆက်ပြတ်ပြီးတော့လမ်းမေးရန်နေရာဆိုရင်ဘယ်လိုလုပ်မလဲလို့ဝင်မေးလိုက်ပြီးအားလုံးလည်းအဲ့လိုပဲဖြစ်ပါစေလို့ပဲဆူတောင်းနိုင်ခဲ့ကြပါလေဇိုမီမန်ကငေါလဲဒရိုင်းနိုက်လို့ရှင်းသွားနိုင်တယ်နော်ယူဆိုင်ကြအောင်လို့ပြောလိုက်ပြီးတော့ flashy flash ကအေးပါငါတို့ချက်ချင်းတိုက်ကြတယ်ကဲလို့မကောင်းဆိုးရတွေလမ်းဖြူထောင်ပြလဲအာယုံမလုံးနဲ့ဒီသာတီးလို့ပြောလိုက်ပါတယ် ။ဘူရီဘူရီကနေပေါင်းရဲ့မောစရာရီထဲမှာမကောင်းစွာပြောင်းခံလိုက်တဲ့အပြစ်မရှိတဲ့ထောင်သားလေးလေပါနေရည်ရဲလို့ဝင်ပြောလိုက်ပြီးထောင်သားဝိဆုံတဲ့ကောင်လေးဆိုငါ့ကိုပေးတီးလို့ပြောလိုက်ပါတယ်။ Flashy Flash က Orochi နဲ့ Giyu Giyu တို့ကဒေတာပေါက်ငကားရှင့်နေပြီ။တယောက်ချင်းချလို့မရဘူးလို့ပြောနေပြီးတော့ဒုံးစံတိုင်းလေကြီးလေကျဲတာဆူမာကီကတော့ငါတီးလိုက်မယ်။ဒီတော့အသေးမွားကောင်လေးတွေပဲတောင်ဝီစမ်းပါလို့ဖင်ရားနေခဲ့ပြန်ပါတယ်။ Flashy Flash ကစောက်ကောင်မတော်လေးဖင်ရားတယ်ဟလား။နေပေါက်ပိတ်ပဲမပိတ်ငါလာပိတ်ပြီးလိုက်မှာတော့လို့ပြောနေပြီး ရန်ဖြစ်နေကြတဲ့သူတို့မျိုးကိုချိုင်းဘရာကဝင်တားပေးလိုက်ပါလေဇိုမီမန်ကဟာသားလို့နေရမဟုတ်ဘူးစောက်ခွက်မပြောင်းလဲလို့ဒါဆူမာကီပြောလိုက်ပြီးတော့ကိုကိုစွမ်းကြည့်တဲ့ဆိုတိုင်းတစ်ဖွဲလုံးမာလကီရမယ်စောက်ဆန်းကွက်တွေရှောက်မလို့ဖို့တားလိုက်ပါလေဒါဆူမာကီကဘော့စ်နေရာနဲ့တစားကန်နေရာကိုသိအောင်လှုပ်ထားရင်အဲ့လိုဖြစ်စရာအကြောင်းမှမရှိတာလို့ပြန်ပြောနေပြီဖလက်ရှ်ကအဲ့ဒါသိမှတော့ငါတို့တစ်ဖွဲလုံးလီးတောင်ခေါ်မနေဘူးစိတ်စွမ်းအိပဲသုံးမနေနဲ့ခေါင်းလေးပါလိလဲသုံးလို့ရွယ်ပြောလိုက်ပါလေအဲ့ဒီမှာမိုင်းမတ်ကရောက်လာပြီးတော့ မင်းတို့ညီမဘာလို့နေကြငါအားမခေါ်ဘဲနဲ့အစည်းအဝေးလာလုံးနဲ့ဟလာလို့ပြောလိုက်ပြီးချိုင်းဘရာလေးစိတ်ထဲကနေငါတို့ကအဆင်းလူတွေပဲစုနေတာဒီကောင်ကမခေါ်တာကဲသေးကြီးလှောက်ခိုင်းလို့ပါဆိုပြောလိုက်ရင်စိတ်ကစိုးသွားအောင်ပဲဒုက္ခပဲလို့အကြက်ရိုက်နေခဲ့ပါလေတဲ့ဟိုကနေမှာမင်းဘာကいるだろう外は地上でもサポートに回すよလူမင်းနားမလဲတဲ့တဆုမာကီကတော့ဟဲ့နင်းကိုစောင်းမိကလို့မခေါ်တာဘုံဟဲလို့ပြောနေပြီးကဲသေးကြီးလောကမှာနင်းတောင်းဝန်လို့ပြောလိုက်တဲ့အခါမှာအမိုင်းလည်းမချဘဲနဲ့ကဲသေးကြီးလောကမှာစွာကြောင့်တင်းသွားပါတော့လေ僕が地上待機班だと ချိုင်းဘရာလည်းအထင်သေးလို့မပေါဘူးကိုကြီးရဲ့ထဲအစင်းမဲ့သူနဲ့အပေါ်ကဲမဲ့သူနှစ်ဖွဲ့ခွဲရမှာလို့ပြောနေပြီးတော့ကိုကြီးရဲ့စွမ်းရည်တွေကိုမြင်ကျင်လို့ပါလို့ရှောက်ပြီးတော့ရှူးကြီးလိုက်ပါလေအတမ်းမကငါတို့အောက်ကိုသွားမှာငါတပည့်တွေကတော်ပါလေလို့ပြောနေပြီးဝက်နှက်ဖျားကတော့ဗီဇာအချက်20လောက်စားကျင်လို့ပူဇာနေခဲ့ပါလေအမိုင်းမက်စ်ကမရောက်ကွာငါဘာလဲမသွားဘူးလို့ပြောလိုက်တဲ့အခါချိုင်းဘရာလည်းအဲ့လိုပြောမယ်မှန်းငါတိုသိနေခဲ့တယ်လို့ပြောနေခဲ့ပါလေတာဆူမာကီကနင်းစကေးနဲ့မနိုင်လို့မထဲတော့ဘိုင်လာပေါ်နေရလို့ပြောလိုက်ပြီး အမိုင်းမက်စ်ကငါဘာပဲအဆင်းနေပြီးသွားမယ်ဆိုတာစောက်ရိမ့်ပဲမရှိတာလို့ဖင်ပေပြီးတော့ပြောနေခဲ့ပါလေအိုက်ကဆိုမိမန်းကမင်းဘလို့ဖြစ်နေလဲမိုင်းမင်းလိုချင်တာအမှန်လားလိုချင်ငါဘာယူသွားလိုက်ချိုင်းဘရာစကားပဲနားထောင်လိုက်ဆဲမှာကွာလို့ဝင်ပြီးတော့ပြောလိုက်ပါလေ SQ の君たちが僕の下に下に冗談は名前だけにတင်းသွားတဲ့မိုင်းမက်စ်ကဘာလေဇွန်မိမန်းနဲ့ဟာလားမင်းကလူမဟုတ်တဲ့မသိမျိုးမကောင်းဆိုးရမယ်မလားလို့ပြောလိုက်ပြီးကိုခံပညာလေးနဲ့အဆင်းရောက်လာကနည်းနည်းတော့တန်တဲ့ဝင်ချင်းစရာကောင်းတယ်လို့စလိုက်ပါလေ ဇာပြောရန်ဖြစ်ကြတော့မှဖြစ်လို့နေကဝင်တားလိုက်ပြီးတော့ဒတ်စုမာကီယာလည်းအမိုင်နေမကူညီခြင်းနေမနှောက်ရှက်နေဟာလို့ပြောလိုက်ပါတယ်အမန်တော့ဘာဖြစ်ပဲဘာမှနားမထောင်တော့ပဲရမ်မြင်လို့ဖျားနေကြတာကြီးကမြင်လို့တော့မကောင်းတော့ဘူးလို့ပြောလိုက်ပြီးကြီးမြတဲ့စွာရီနဲ့ကြီးမားတဲ့တောင်ဝင်ပါလာတယ်ဆိုတာမေ့နေကြလားလို့ပြောလိုက်ပါတယ်ဒတ်စုမာကီယာအတော်လေးကိုတင်းနေပြီးတော့ဘာရဲ့စောက်ကောနေရာမှာဆိုတော့သွားလုံးနေရလိယောကစပ်ပြာယုံနေနာမည်ကဟန်ဆန်ကာမန်နဲ့စပ်ပြာမုံဟန်ဆန်ပါလားဟဲ့လို့ပြောနေခဲ့ပါတယ် မိုင်းရဘင်းတော့သူများမိုင်းကိုနာခံနေလို့သူများကြုံဖြစ်နေတကယ်တော့စွာကြီးရဲ့ဟီးရိုးတွေပဲဒီကောက်စစ်စေုံဟာကောင်းဆောင်ပဲငါတပည့်လောက်ကြလို့ပြောလိုက်ပါလေ flash ကပရိပရာလာပြောနေမိုင်းကိုစိတ်မထိန်နိုင်တော့ပဲထတီးတော့မယ်လုံနေပြီမေအတမ်းမိတ်ကဟဲ့အောင် flash အချင်းချင်းနေပဲကွာတော်ပါတော့လို့ကြားဝင်တားလိုက်ရပါလေဒူမိုနိုနာနာできないとこいつ次第だ作戦の邪魔 flash ကတော့စစ်စေုံကိုဖျက်လို့ဖျက်စီးလို့ရင်ခွေးတော်မှလူမထိန်ဘူးလို့ပြောလိုက်ပြီး အဲဒီမှာကင်းရောက်လာပြီးဟိတ်ဆွဲတန်းတဲ့သူပဲကင်းတယောက်ရိုင်းတိုင်းနဲ့ရောက်ချလာခဲ့ပါတော့တယ်အမေကဘာသွားလုံးနာလဲခင်ဗျာစီဝေးလုံးနေမှမသိဘူးလားလို့ဟောက်လိုက်တဲ့အခါကင်းက sorry ပါကွာငါစီးကြီးစီမှာဟောပေါသွားစားနေရလို့ပြောကစီသေးငါတို့ကင်းကရန်သူစခန်းမှာတကြာလုံးသွားတိုက်ခိုင်းနေရလို့ body ကနှစ်ကောင်ဝင်ပြောလိုက်ပါလေခိုင်ရှင်တို့ခိုင်ရှင်その証拠に正面からのကင်းလည်းငါဘာမှပြောရသေးဘူးလေလို့ပြောနေပြီးတော့အမိုင်းကကင်းကိုလေးစားသွားခဲ့တာကြောင့်ကဲကဲဒါဆိုငါခေါင်းဆောင်မလုပ်တော့ဘူးလို့ပြန်ပြောလိုက်ပါလေ ဒါမဲ့တိုက်ခိုက်ပွဲမှာတော့ပါအောင်ပါမနော်လို့ပြောသွားပြီးဂျိုင်းဘရာဆရာကင်းဆရာကင်းတောင်းနေမသွားဘူးလေ Dry night လဲဖင်စတာလို့အဆက်ပြတ်သွားခဲ့ရပြီဒူဒူတိုက်ခိုက်ကြအောင်မဆရာလို့ပြောလိုက်ပါလေအလုံးနဲ့ပြင်ပမှာတော့ထောက်ပိုင်းပစ္စည်းတွေအစင်းနေဖြစ်နေဖြစ်ပြီးဇစ်ကစီကင်းငယ်ကိုချီးမွမ်းခံဖွင့်နေခဲ့ပါလေဒရုန်းတစ်ယောက်တည်းဝင်လာပြီးတော့အတင်းဆောင်နေကြတဲ့ Action Hero တွေကိုမင်းတို့တောင်းဝါထွက်ပြေးသွားတဲ့ကောင်တွေကိုလိုက်တန့်ပါနဲ့တစားကန်တွေကိုကယ်ထုတ်ရမှာနော်လို့ရှင်းပြလိုက်ပါလေ Hero တွေကတယောက်ကကျွန်တော်ကစစ်စင်ရင်စရင်တန်းရှုံးမလားမသိဘူးဗျအမှတ်တွေတိုးသွားမြင်သွားစင်တယ်လို့တောင်းဆိုလိုက်တာကြောင့် စီကင်ကအေးကွာတက်စီရမယ်လို့ပြောလိုက်ပါလေအဲဒီမှာစေးစီကိုအတွေ့အမှုကရောက်လာပြီးတော့ဒိုဒိုလေးတခုကပြောလိုက်ပါလေဒိုဒိုလေးဆိုကျွန်တော်လည်းမကြားတော့မသိလိုက်ပါဘူးအဲလိုနဲ့စေးစဲထဲဝင်သွားတော့စီပါဖန်နဲ့ဘုန်းတော်ကိုတွေ့လိုက်ရပြီးသူတို့ကရောက်စေးငါဆက်သွယ်ရေးကိရိယာလေးကွဲသွားလို့လေအဲ့ဒါအသေးလေးရနိုင်မလားလို့လာမေးတာလို့ပြောလိုက်ပါလေစစ်လဲစီကင်ငယ်မှားထားတဲ့ဖန်တို့ကိုစစ်စီအကြောင်းသွားမပြောနဲ့ဆိုရယ်ကိစ္စကိုသတိရသွားပြီးစေးပါဖန်စီကဂါရုကြောင်းတခုသိရသေးလားဆိုရယ်မေးခွန်းဘာမသိရသေးပါဘူးလို့ပဲလိန်လိုက်ရပါလေ စေကဂါရုကိုဘာလို့လွတ်ပေးလိုက်တာလဲလို့ဖန်အောင်မေးတဲ့အခါဖန်ကဟမ်မင်းကငါတမင်လွတ်ပေးလိုက်တယ်ထင်နေလားလို့မေးလိုက်ပြီးခဏကြာရင်ဖုန်းလာပေးလိမ့်မယ်လို့ပြောကစစ်တယောက်ထွက်သွားခဲ့ပါလေဆရာကင်းကတော့ဘယ်သူမှမရှိတော့အตาလေးထွက်ပြေးဖို့လုပ်နေပြီးတော့စေဘဖန်နဲ့သွားတိုးတာကြောင့်လန်သွားခဲ့ရပါလေကိုနော်ညစ်တူဂျော့ဟဲ့လူကဘာလို့ညာလဲလို့ကင်းကမေးလိုက်ပြီးတော့ဒီတိုင်းကိစ္စလေးရှိလို့ကမင်းအောင်ဘာလို့ညာလဲလို့ပြန်မေးတဲ့အခါကျွန်တော်အဆင်ဟီးရိုးစီးဝေးတဲ့ခေါ်လို့လာတာလေးလို့ပြောပြလိုက်ပါတော့လေ ဖန်ကအင်းငါလည်းဘာမှမသိရပါလားလို့ပြောနေပြီဟဲ့အောင်ငါတို့ဟောဘောတူတူဆွဲထားပဲဒါလေးလည်းငါ့ကိုလည်းနေမြောင်အောင်လို့ပြောကသတင်းနှိုင်းလိုက်ပါတော့လေချိုင်းဘရာတို့ကအင်သာသွားမယ်ပြောသွားကင်းကိုစောင့်နေခဲ့ကြပြီးတော့ဆရာကင်းကတော့ဖန်နေမကပဲဘုံမှာအစာဆုံးပြောပြလိုက်ပါတော့လေဖန်ကစီဒီစီထဲမှာမကောင်းဆိုးအားစကန်ရှိတာစိုင်းနာမမသိဘူးလားလို့မေးနေပြီးတော့သိရင်မကောင်းဆိုးအားတွေသေတာကြောက်ဖို့ဆရာကြီးလို့ကင်းကပြောနေခဲ့ပါလေနောက်တော့ကင်းကဝေယုံချုံကရုံးနဲ့ဂျန်နိုစကိုပါခေါ်လာပြီးစီဒီစီကိုကျွန်တော်တို့ပဲအရင်သွားစီးကြမလားလို့ဖန်တို့ကိုအပေါ်ညှိလိုက်ပါလေ ဖန်ကလည်းဂါရုနဲ့တွေ့ရမှဖြစ်မှာမလို့လိုက်မယ်လို့ပြောလိုက်ပြီးတော့စိုက်တာမအိမ်မှာစုံဖို့အတွက်ချိန်လိုက်ကြပါလိမ့်။ဂျိုနဲ့ဟီးရိုတွေအားလုံးရဲ့စစ်စင်ကြီးကလည်းစတင်လာခဲ့ပါတော့တယ်။မင်းနာဂျင်းပြော်အင်းနဲ့行くぞ။စီရီစီကလမ်းဒီပေါ်မှာတော့ဖူဘူဂီတယောက်တဆူမာကီလက်ချက်နဲ့စစ်စင်မှာမပါဘဲလှည့်ပြန်လာခဲ့ရပြီးသူမကစိုက်တာမတို့နဲ့ပေါင်းပြီးတော့ Blazer Bands ကိုပြန်ဖွဲ့ခြင်းနေခဲ့တာဖြစ်ပါလိမ့်။ဂျန်နုစကလည်းကုဆဲနိုရဲ့အစိမ့်မြင့်ပေးမှုတွေနဲ့ပိုကျန်းတဲ့ဆဲကိုဖြစ်လာပြီးတော့ကုဆဲနိုကဆွမ်းအကုံမသုံးဖို့မှားလိုက်ပါလိမ့် ။စွမ်းအပြည့်ကို၁၀စက္ကန့်မဲ့သုံးရမယ်လို့မှားထားပြီးတော့ဒီတဲ့ပူသောရင်စိုက်ဘောဖြစ်နေလဲမသာပေါ်သွားလိမ့်မယ်လို့ပြောလိုက်ပါလေ။ဂျန်နိုဆဲဖူဘူကီရောကဆိုင်းနာမအိမ်ရှိမှာထိတ်တိုက်လာတိတ်နေပြီးတော့နှစ်ယောက်သားရန်ဖြေးနဲ့အိမ်ထဲကိုဝင်လာခဲ့ကြပေမဲ့ဆရာကတော့တော့မရှိတော့ပါဘူး။အဲချိန်ဖန်နဲ့ဘုံလို့ပါရောက်လာပြီးတော့စီဝေးကထွက်ပြေးလာတဲ့ကင်းတဲ့သူဆရာကတော့ဆောင်းမလို့ကြပါတော့လေ။ဖူဘူကီယာတော်ရကင်းငါတပည့်လို့မပြောရအောင်ဟမ်စစရာစီစဉ်ထားတာပဲလို့ပြောနေခဲ့ပေမဲ့ဘယ်သူကမှသူ့ကိုစောက်ဖက်တော်မလုပ်ခဲ့ကြပါဘူးဂျန်နိုစကဟီးရိုးအဖွဲ့သီးတွေမရောက်ခင်ကင်းတို့ကိုယင်သွားခန်းလိုက်ပြီး စိုက်နာမအိမ်ပြန်လာတော့စောင့်နေရစ်မယ်လို့တိုင်ပင်လိုက်ကြပါလိမ့်။ဒုနဲ့ဖူဖူဟီရိုတတိုက်ကလည်းအချိန်ုံမြင့်ထွက်သွားခဲ့ကြပြီးတော့ကမ္ဘာအစွမ်းကြီးဆုံးဟီးရိုးကြီးကင်းကတော့ဆရာကတော်ကြီးမြန်မြန်ပြန်ခဲ့ပါတော့ဗျာလို့စိတ်ထဲမှာပြောနေခဲ့ပါလိမ့်။တကယ်တော့ဆရာကတော်ကမြောင်းပေါက်ထဲကမွန်စာအဖွဲ့အစည်းစီကိုရောက်နေနေခဲ့ပြီးသားပဲဖြစ်နေခဲ့ပါတော့လေ။